အဲဟုတ်တယ်ကျွန်တော်သုံးမိမောင်းနေတာသုံးမိမောင်းနေရဆိုတော့ကဟိုပြောဘယ်လိုပြောမလဲဆိုတာတနေ့စာတနေ့အတွက်ကကျွန်တော်တို့ကဘဇက်ဘဇက်လှုပ်ချင်လို့လက်လှုပ်ရတာလေအဲအဲ့လိုပုံစံမျိုးဆိုတာဒါပဲကျွန်တော်ရဲ့ပလန်ထဲမှာတော့သုံးမိမောင်းနေတာမပါဘူးပေါ့ဗျာဒါပေမဲ့အဖေဆုံးပြီးတဲ့နောက်ပိုင်းမှာတော့အဲ့လိုမျိုးပေါ့သုံးမိမောင်းနေရပေါ့နော်အဲ့လိုမျိုးပေါ့နေလေရောက်ပဲတော့အားရတယ်ကျွန်တော်လုပ်တယ်အဲ့လို ကျွန်တော်ပိုင်ဆိုင်မှုလေးရရှိပါတယ်ဒါမှမဟုတ်ကျွန်တော်အလုပ်ကိုမချက်တာအဲ့လိုဆိုဒီအမှုပညာအလုပ်ကိုလုပ်တဲ့အချိန်တုန်းကလည်းကိုအောက်ကိုကိုပြီးတော့ပဲကိုလုပ်လာတဲ့အတွက်ကြောင့်မို့မချက်တာတခါကျတကယ်ကြီးနေဒီအဲ့လိုမျိုးသုံးပြီးမောင်းနေတော့တရုတ်ဆောင်လုပ်နေတာဘေးလူရယ်ဘယ်လိုဖြစ်အဲ့ဒါကြီးအတူးချက်မှမရှိဘူးလို့အတူးချက်မှမရှိဘူးငါ့ရဲ့ဒီမှာငေါ့လာဒီမှာမဟုတ်လေလို့ ကျိုးဆောင်မြက်ကိုတူသုံးမိန်းမောင်းနေပြီအဲအဲ့လိုဖြစ်သွားပါဘောတစ်တော့မြက်ကိုတစ်တော့ဆိုတော့သုံးမိန်းမောင်းနေပါဘောတစ်တော့ဆိုတော့ဒါလည်းသုံးမိန်းအဲဟုတ်တယ်ဟုတ်တယ်အဟုတ်တယ်ကျွန်တော်သုံးမိန်းမောင်းနေတာသုံးမိန်းမောင်းနေရဆိုတာကဟိုပြောဘယ်လိုပြောမလဲဆိုတာတနေ့စာတနေ့အတွက်ကကျွန်တော်ကဗဇက် ဘဇက်လှုပ်ချင်လို့လက်လှုပ်ရတာလေအဲအဲ့လိုပုံစံမျိုးဆိုတော့ဒါပေမဲ့ကျွန်တော်ရဲ့ plan ထဲမှာတော့သုံးမိမောင်းတာမပါဘူးပေါ့ဗျာဒါပေမဲ့အဖေဆုံးပြီးတဲ့နောက်ပိုင်းမှာတော့အဲ့လိုမျိုးပေါ့သုံးမိမောင်းနေရပေါ့နော်အဲ့လိုမျိုးဟုတ်ကျုပ်ဆောင်မြတ်ကိုတုံးသုံးမိန်းမောင်းနေပြီ။အဲအဲ့လိုဖြစ်သွားပါဘော။တစ်တော့မြတ်ကိုတစ်တော့ဆိုတော့သုံးမိန်းမောင်းနေပါ။တစ်တော့ဆိုတော့ကြာလဲသုံးမိန်း။အဲဟုတ်တယ်ဟုတ်တယ်။ဟုတ်ပါပြီ။ကျွန်တော်က အမေလို့ကြည့်ရတယ်အမေလို့ကြည့်ရတဲ့ကြောင့်မကြောက်ရှိမှမရှိဘူးဟောအားငယ်စီလည်းမရှိဘူးဘာလို့ဆိုတော့ငါတရုပ်ဆောင်မမောင်းမွဲ့နဲ့နေနေရောဘယ်သူကလာကြည့်မှာလဲပေါ့နော်အဲအဲ့လိုမျိုးပြင်ဆင်စားကြည့်ရဲနောက်တစ်ခုကကျွန်တော်ကဒါကငှမောင်းတော့မဟုတ်ဘူးကုပ္ပစီနဲ့ကုပ္ပွဲမောင်းတာဆိုတော့အဲဒါအဲ့ပြန်ပြီးတော့တွေးကြည့်ရပါတော့ဒါကလူတယောက်ရဲ့စိတ်ပေါ့နော်လူတယောက်ရဲ့စိတ်အဲအဲ့လိုပုံစံမျိုးကငါဝယ်မောင်းတာလေငါငါမောင်းတာမှမဟုတ်တာ အဲအဲ့လိုပုံစံမျိုးပေါ့နော်အဲအကြောင်းမို့တိုင်ငယ်စိတ်ဆိုတာမရှိကျွန်တော်ကိုဗစ်တုန်းကကျွန်တော်နည်းနည်းသိရလက်ရောက်မှုတွေနည်းနည်းလက်ရောက်ပဲလို့ရတယ်ကျွန်တော်လုပ်တယ်အဲ့လိုကျွန်တော်ပိုင်ဆိုင်မှုလေးတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်အလုပ်ကိုမချက်တာအဲ့ပါပဲကိုရန်လောက်တည်းကကျွန်တော်ကိုကျောင်းစိတ်နဲ့ကိုတက်လာတာဆိုတော့အလုပ်လုပ်ရတာမရှိဘူးအဲအဲ့လိုမျိုးအဲ့လိုဆိုတော့ဒီအမှုပညာအလုပ်ကိုလုပ်တဲ့ချိန်တုန်းကလည်းကိုအောက်ကိုကိုမျိုးပဲကိုလုပ်လာတဲ့အတွက်ကြောင့်မို့မချက်တာလူတိုင်းကကိုစိတ်နဲ့ကိုကိုတော့သွားကြတာပဲဒါပေမဲ့

စောစောကိုစမောင်းတဲ့ရက်က၄တောင်မှရက်ဟုတ်လားတချို့တွေဆိုရင်ဒီဘာပေးရဲ၃မိနစ်မောင်းလဲမောင်းနင်တယောက်ဆိုမလုပ်တော့ဘူးလား၃မိနစ်မောင်းနေပြီလားအဲ့လာကလူတိုင်းမေးတယ်လူတိုင်းသိရလူတိုင်းမေးတယ်မေးခွန်းဖြစ်နေတာဗျာတိရဒါပေမဲ့မေးတာကလူအများကြီးဖြေရတာတယောက်တည်းဆိုတော့ကြာလားကြာလို့မဖြေချင်တော့ဘူးဒါပေမဲ့ဟိုမဖြေချင်တော့ဆက်လို့မဟုတ်ပါဘူးဒါဆက်စရာကိစ္စပေါ့မဟုတ်လားအဲဆက်စရာကိစ္စမဟုတ်တဲ့အတွက်ကြောင့်မဟုတ်လို့ကျွန်တော်ဘယ်လိုမှမလုပ်နဲ့။နင်းတခါကျတကယ်ကြီးနင်းအဲ့လိုမျိုးသုံးမိန်းပေါင်းနေတော့တရုပ်ဆောင်လုပ်နေတာ ဘေးလူရဘယ်လိုပြောအဲ့ဒါကြီးအတူချင်းမရှိဘူးလို့အတူချင်းမရှိဘူးငါ့ရဲ့ဒီမှာငေါ့လာဒီမှာမဟုတ်လေလို့အဲ့တော့ဘာတွေးလိုက်လဲကုမစီနဲ့ကုမောင်းလားအဲအဲ့လိုပုံစံမျိုးပေါ့ဗျာအဲ့လိုမျိုးပြန်ပြောမိတာပေါ့ဗျာအဲ့လိုမျိုးပါပဲကျွန်တော်တို့ရှိမှာအချင်းတစ်ခုတော့ရှိတယ်အဲ့ဒီကြီးကဘာလဲဆိုတော့သုံးမိန်းမောင်းနေရင်လည်းပသက်ကြီးပိုင်းနေအဖိုးကြီးနေနောက်ပြီးဖုန်းကြီးနေဒေတာရှင်နေဆိုရင်တက်ခဲလာလေးအဲ့ဒီတက်တဲ့တော့မှဟို အဆုံးထိတော့ line မပို့ကျွန်တော်သွားမယ်ကျွန်တော်သွားမယ်လမ်းကြောင်းတိုင်းဒီဘဲတိတော့ရောက်တယ်နော်လိုက်ခဲ့အဲအဲ့လိုပုံစံမျိုးကျွန်တော်အမြဲတမ်းခေါ်တယ်အဲ့ပါအဲ့မို့ဒါကဟိုကျွန်တော်အဲ့ဒီကုသူကကျွန်တော်ဘာယူကျွန်တော်တက်ယူတာမဟုတ်ဘူးကျွန်တော်အဖိတွေယူတာအဖိရမရှိတော့ဘူးဆိုအဖိတွေယူတာအဲ့လိုပုံစံမျိုးပေါ့နော်အဲစိတ်ထဲမှာထားရတာအဖိတွေကကောင်းမှုကုသူလုပ်ပြီးတာအဲအဲ့လိုလေးကိုကျွန်တော်တွေးလိုက် ကျွန်တော်တို့ကလည်းကျွန်တော်တို့နိုင်တဲ့အရာလေးကိုကျွန်တော်တို့လိုလိုချင်တဲ့အတိုင်းအတာကိုပြောလေသူတို့ကလည်းသူတို့ခေါ်တဲ့သူတို့ပြီးမဲ့အတိုင်းအတာကိုပြောတယ်အဲ့နှစ်ခုရဲ့ကြားမှာအဆင်ပြေလုပ်မယ်အဆင်မပြေမလို့အဲ့လောက်ပဲတွေးထားတယ်မလို့နိုင်ရင်ငါ့ငါသုံးမိမအောင်အဲ့လိုပဲတွေးလေတယ်ငယ်ငယ်တုန်းကတော့ပတ်စံမမှတ်ဘူးနာမည်တစ်ခုရဖို့ပဲငါကြိုးစားမယ်ပေါ့နော်လူတိုင်းမှာကကျွန်တော်တို့ကြတော့ဂုံရှာတာတချို့ကကြတော့ငွေရှာတာမတူဘူး ျွန်တော်ကငွေရင်ရှာတာမဟုတ်ကျွန်တော်ကဂုံရင်ရှာတဲ့လူဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့နောက်ပြီးတော့ငွေရတော့ပါမှာပဲပေါ့နော်အဲဒါကြောင့်ဟုတ်ပြီရရတယ်ဒီရိုက်မယ်လေးဆိုပြီးအဲတုန်းကတော့မိဘလည်းရှိတယ်မောင်မောင်နှမတွေလည်းအကုန်လုံးရှိတယ်ရှိရတဲ့ကြောင့်ကျွန်တော်ကအငယ်ဆုံးဖြစ်နေတော့တိတ်ပြီးတော့အုံမောက်ထမပတ်စံအဲ့လောက်ဒီမတူဘူးအဓိကဒါဖြစ်အောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုရင်အတူကြီးပဲထားတာဒါပေမဲ့အကုန်လုံးမောင်နှမတွေရောအဖေရောမရှိတော့ကျွန်တော်နဲ့အမေနဲ့နှစ်ယောက်ပဲဖြစ်သွားတဲ့အချိန်မှာကျွန်တော်က ငွေရှာရဲ့ဘက်ကိုသွားရတော့မှလေ။ဆောင်းစည်းတဲ့ဘောဖြစ်တယ်။ဟုတ်ဆိုတော့40ဆိုရင်အသက်40ဆိုရင်အရာတစ်ခုကကျွန်တော်တို့ဘယ်လိုပြောမလဲ။အပြိုရှာလို့ရတဲ့အချိန်မဟုတ်တော့ဘူး။အဲ့တော့အခုလက်ရှိအချိန်မှာကျတော့သူတို့ပြီးရဲ့စီရိုက်ကိုကိုလုတ်ချင်နေဆိုရင်လုပ်မယ်မလုပ်နိုင်ဆိုရင်တော့မလုပ်ဘူး။အဲ့လိုပဲတွေ့ရတဲ့ဈေးနှိမ်တာတွေပါတယ်အဲ့လိုကြောင့်မတွေးတော့ဘူး။ အာရုပ်ခုလက်ခံရတဲ့ဟာကအခုလောဆယ်အဲကန်ဆက်ကန်ဆိုတဲ့ဟာလေးကတော့ကြံသေးတယ်9လပိုင်းပြန်တက်ကမှာပေါ့နော်9လပိုင်းပြန်တက်ရမှာအခုလောဆယ်ကကြာအခုရိုက်တဲ့လူတွေတက်သွားတဲ့လူတွေတတိယနေရောကြားတယ်ဒါပေမဲ့ကျွန်တော်ကမချိန်သေးဘူးမချိန်သေးတော့ကျွန်တော်အခုဒီအိမ်ကိုကျွန်တော်ရောင်းလိုက်တယ်ရောင်းမယ်ဆိုရင်ဒီလကျွန်တော်ကဟိုဘက်အိမ်ကိုကျွန်တော်ပြောင်းအောင်ပါရက်ဆက်နေတော့တိမှာတော့အလုပ်လိုက်မချသေးဘူးပေါ့ဗျာအဲ့လိုမျိုး အားရချိန်ကြီးသုံးမိအောင်အားရချိန်ကြီးသုံးမိမယ်ရိုက်တဲ့စကားတွေရိုက်စစဇလန်တွေတွေရှိရဆိုတော့ရိုက်တယ်ပြောအဓိကဒီအိမ်ပြီးွားကြီးဟိဆိုရင်တော့အခြေဆက်တွေကတော့ပြန်ပြီးပြောမှာပေါ့ဗျာအဲဟုတ်အဲ့ဒါဆိုရင်ဒါပြောကြောင်ရက်ကိုလိုင်ကြရမှာသုံးမိမောင်းနေပြီပေါ့အဲ့ပေါ့အဲ့လိုပါအဲ thank you okay ကျေးဇူးတင်ပါတယ်ခင်ဗျာ